meridian ကနေပြန်လည်ဆွဆွလိုက်ပါတယ်ဒီနေ့တော့ sorry arabia ရဲ့အနာဂတ်စစ်ကူးရင်မျိုးတော့ neon အဲ့ဒီရဲ့မဟာဤမန်ချက်ကြီးတွေအခုလက်တွေ့ကြုံရတဲ့အခြေအနေတွေအဲ့ဒီကြားကအန်အားတင့်စရာကွာဟာချက်တွေကိုအတွင်းကြက်ကြဆွေနှွေးတော်ဖို့ချိပါတယ်ဟုတ်ကဲ့ကျွန်တော်တို့သတင်းဆောင်ပါတွေအဲထောက်လန်းဟေးအရင်ကစားတိုးတွေနောက်ဆုံးရအချက်လက်တွေမြားကြီးကိုစူးစီးထားပါတယ်ငွေကြေးထီအားတွေနောက်ွယ်ကစုံစမ်းမှုတွေအထီးပါ ဟုတ်ပါတယ် neon ဆိုတာ vision 2030ရဲ့အသင်းလုံးလို့ပဲဆိုကြတာလေဒေါ်လာ trillion ချီတဲ့အိမ်မက်ကြီးပေါ့ဒါပေမဲ့အခုတော့အဲ့ဒီအိမ်မက်ဟာတကယ့်ကိုအကြီးကျယ်စမ်းသပ်ခံနေရပြီဟုတ်တယ်မျောလင်းချက်နဲ့လက်တွေ့ကြားကကွာဟမှုကတော်တော်လေးကိုတီးထိတ်ရင်ဖို့ပဲကဲစားလိုက်ကြအောင်အဲမစားခင်မှာကျွန်တော်တို့ဒီ channel ကို like လုပ်ဖို့နဲ့ subscribe လုပ်ဖို့ပထမဆုံးတတိပေးပါစေဟုတ်ကဲ့အစတော့ neon ဆိုတာရိုးရိုးမျိုးမဟုတ်ဘူးလို့သူတို့ပြောခဲ့တာအထူးသဖြင့် the line လေး 190ကီလိုမီတာရှည်ကြတယ်မန်မျိုးယိုးကြီးအင်းအထဲမှာလူ6သန်းနေမယ်ဆိုပြီးတော့ဟုတ်ပါ AI နဲ့အလိုအရောက်လဲပါမယ်ကားမရှိဘူးကပအမြန်ဆုံးရထားတွေနဲ့တစ်ပန်ဇလန်းထဲကအတိုင်းပဲဆိုပြီးတော့ရိုက်တင်ထားရည်လဲတွေ့ဘူးတယ်တကယ်ပဲဒါကရေနံခစ်လွန်စီပွားရေးအတွက် Saudi ရဲ့အဖြူလို့သူတို့ဆိုခဲ့ရနော်အဓိကကအဲ့ဒါပဲနိုင်ငံတကာမှာမြန်မာပန်လာဖို့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဆွဲဆောင်ဖို့မင်းထန်မောင်မက်ဘင်ဆာမန် MBS ရဲ့အဓိကထားတဲ့စီမံကိန်း သူ့ရဲ့အမွေးအနှစ်ချုပ်လာဖို့ရည်ရွယ်ခဲ့တာပေါ့ဒါပေမဲ့အခု2025နှစ်လေအချီနေကလုံးဝပြောင်းသွားပြီတိတိယင်ဖို့အလဲပြောင်းဝဲဟုတ်တယ် the line 150 km စီမံကိန်းက2030မှာ next point ရေး km လောက်ပဲပြီးမဲ့ပုံရှိတော့တယ်ဟာတို့တော့ကွာသွားတာပဲနေခိုင်းတို့ခန့်မှန်းချက်လဲကိုးတန်းကနေ3သိန်းအောက်အိုးတန်းကနေ3သိန်းအောက်ဒါမယူနိုင်ကြပဲတော်တော်လေးကိုရှော့ချလိုက်ရတဲ့အချီနေဘာလို့ဒီလောက်ထိဖြတ်သွားရတာလဲအဓိကကငွေကြီးလားအဓိကကငွေပဲ ဆော်ဒီရဲ့အဆိုအရယင်းနီမြို့နယ်မူရုံပုံငွေဖွင့် PIF ပေါ့ Public Investment Fund อืม PIF အဲ့ဒီကနေနီယွန်အပါဝင်စီမံကိန်းကြီးတွေရဲ့2025အသုံးစရိတ်ကို အနည်းဆုံး20ရာခိုင်နှုန်းဖြတ်တောက်လိုက်တယ်20ရာခိုင်နှုန်းဆိုလာမယ်နဲ့ဦးနော်ဟုတ်တယ်ဘာလို့လဲဆိုတော့ရင်းနှံဝင်ငွေကြတာပြီးတော့အရမ်ကိုမြတ်ဝေစု ရောသွားတာအဲ့ဒါတွေရဲ့အကျိုးဆက်တည်ပေါ့ ဆိုတော့တခြားစီမံကိန်းတွေပေါ်လဲတက်ရောက်မှုရှိနိုင်တာပေါ့ရှိတယ်ဒေါ်လာ5ဘီလီယံတန်နီယွန်စာချုပ်တစ်ခုဆိုတိတ်တဆိတ်ဖြတ်သိမ်းလိုက်တဲ့ဆိုတဲ့တင်းနေတောင်ထွက်လာသေးတယ်အတီးပြူဟော်လောက်ခက်ပေမဲ့อืมဝန်ထမ်းတွေခန့်နာရတာတွေရှော့တာတွေရောအဲ့ဒါတွေလည်းရှိလာတယ်အသုံးစရိတ်ကိုအသေးအံခြေတာနေရတဲ့သဘောပဲဒီတဲ့ပိုးပြီးနောက်ကွယ်မှာအရှုပ်ရှမ်းနေရှိသေးတယ်ဆို PIF ကိုယ်တိုင်ကစုံစမ်းမှုတွေလုပ်နေရတယ်ဆိုဟုတ်တယ် PIF ရဲ့တွန်းဆုံဆန်းစစ်ဆေးမှုတွေမှာနေရောမှငွေကြေးဆိုင်ရာလက်ဖျားမှုလို့တုံ့လွန်ထားတဲ့တန်တရားတွေရှိနေတယ်။ဟွန်းပြီးတော့အကြံပေးတဲ့ငွားတဲ့နေရာမှာအသုံးစိတ်လွန်ကဲနေတယ်ဆိုတာမျိုးတွေတွေ့တယ်လို့ဆိုတယ်။အကြံပေးစေးတွေ။ဟွန်းအခုဆိုပြင်ပကကော်ပိုရေးရှင်ဆန်းရေးမှုတွေပါငါပြီးစရင်တွေပြင်စစ်နေရပြီ။အတွင်းရေးကကြကြောရှုပ်ထွေးနေပုံပဲ။ CEO ကလည်းထုတ်ပြလိုက်တယ်ဆို Not me all Nazar ဟုတ်တယ် 2024နှစ်ကုန်ပိုင်းမှာသူ့ကိုထုတ်ပေးလိုက်တယ်။အကြောင်းပြချက်တွေကတော့ Cinderella ကျွန်းအပန်းဖီစခန်းထွင်ပွဲမောင်းမြင်တာတို့။ဒါနဲ့လေနီယောမီအစိပ်ပိုက်တခုနော်။ဟုတ်တယ်။ပြီးတော့စီမံခန့်ခွဲမှုညံ့ဖျန်းတယ်ဆိုရဲဆွဆွဲချက်တွေနောက်ပြီးသူကိုယ်တိုင်ကဝန်ထမ်းတွေကိုကျွန့်လို့ခိုင်းခဲ့တယ်ဆိုပြီးကြွားခဲ့တယ်ဆိုတဲ့သတင်းတွေထွက်လာတာကလည်းသူ့အတွက်တော့ကောင်းခဲ့ဘူးတော်တော်ဆိုးတာပဲအခုခစ်တက်စီယိုအသက်တာပါတယ်လို့နေလဲသူကတော့စီမံကိန်းတစ်ခုလုံးကိုအရေးပေါ်ပြန်တုံးတက်နေတယ်လို့ဆိုရဲ စာချုပ်တွေအရင်ကအချင်းပြတ်ချစားမှုတန်တရားတွေအပေါ်ဆစ်ဆွေးမှုတွေလုံနေတော့အတွင်းမှာစိုးရိမ်မှုတွေတော်တော်များနေတယ်မတည်ငြိမ်ဘူးပေါ့ဒီလိုခြေနေတွေဒီလိုသတင်းတွေကြောင့်နိုင်ငံခြားယင်းနှိမ့်နှံမှု FTI ရလည်းကျလာမှာပဲနော်ကျလာတယ်တိတိသာသာပဲ2024တတိယ3လပတ်မှာ FTI က21%ကျဆင်းခဲ့တယ်ဆိုတဲ့အချက်လက်ရှိရ20ရာခိုင်နှုန်းဟုတ်တယ်ယင်းနှိမ့်နှံသူတွေကနေုံငယ်စီးဝါးရေးပုံစံမရှင်းလင်းဘူး ရင်းလျင်အကျိုးအမြတ်ပြန်ရပါမလားဆိုတာမတိကျဘူးဖြစ်နေကြတယ်ချီတုံချီတုံဖြစ်နေတာပေါ့ဟုတ်တယ်နောက်တစ်ခုကလူအခွင့်ရေးပြဿနာကြီးဒါကလည်းတော်တော်ကြီးရိုက်နေတယ်မဟုတ်လားမှန်တယ်နေုံစီမံကိန်း area အတမူလနေထိုင်တဲ့ဒေသကဟဝေးတပ်မျိုးနယ်စုတွေကိုအတင်းအကျဖယ်ရှားခဲ့တာတွေရှိတယ်ဟွန်းကုခန်တဲ့သူတအိုးအသက်ခံခဲ့ရတယ်တချို့ကိုဒေတန်ချမှတ်ခဲ့တာတွေရှိတယ်လို့ကုလသမဂ္ဂကတော့ထောက်ပြထားတယ်ဒေတန်ချမှတ်တာဟုတ်တယ် မကြသေးခင်ကဆိုခွတ်ဆိုဘလိုရီကနီယုံညာရှင်လင်းဟိုတပ်ဖြတ်ခွင် license license to kill ဆိုရဲစကလုံးအတိုင်းမဲ့အဲ့လိုအမိတ်မျိုးပြေးထားခဲ့တယ်လို့ဆွဆွဲလာပြန်တယ်။ဒါကတော်တော်လေးပြင်းထန်တဲ့ဆွဆွဲချက်ပဲ။တော်တော်အကြောက်စရာကောင်းတဲ့ဆွဆွဲချက်တဲ့။ဒါတွေကြောင့်လည်းနိုင်ငံတကာယင်းနှိမ့်မြွန်နံသူတွေနောက်တွန်တော်တာဖြစ်မယ်။ဟုတ်ပါတယ်။ဒါတွေကအဓိကအကြောင်းရင်းနေထဲမှာပါတယ်။ဆိုတော့ဒီဖီယာလီအာရုံရဲ့အောင်မှာနီယုံရဲ့မဟာဗျူဟာလည်းပြောင်းလာပြီမို့။ပြောင်းလာတယ်။ ဟိုမဟာစိန်ကူးရင်အိမ်မက်ကြီးရဲ့ခနထားပြီးလက်တွေ့ကြရဲ့မြန်ညံဆန်ဆန်မြင်ထားမဲ့အပိုင်းတွေကိုဦးစားပေးလာတယ်။ဥပမာပါလေလဲ။ဥပမာ2029အာရှအဆောင်ရည်အားကစားပွဲတော်အတွက်ထူဂျီနာတောင်ပေါ်ညံလျှောစီအဘန်ဖီစခန်း။အော်ထူဂျီနာဟုတ်တယ်။ပြီးတော့2034 FIFA ကမ္ဘာပလာအတွက်စောင့်မဲ့အားကစားပွဲနဲ့နောက် Oxygon စမှုစိတ်ကံအဲ့ဒါတွေကိုအာရုံစိုက်လာတယ်။ The line ကတော့ ီ line ကတော့ခုနကပြောသလိုပဲအပိုင်းတိုလေးပဲဦးစားပေးတော့မဲ့သဘောမှာရှိလေ။ဟွန်းဆိုတော့တအားအဆုံးဆုံးပန်းတိုင်ကိုဆွန့်လွတ်လိုက်တာတော့မဟုတ်သေးဘူးပေါ့။ ဲ့လိုတန်းပြောလို့တော့မရသေးဘူးအရေးပေါ်အခြေအနေရာဦးစားပေးတွေကိုပြန်လဲချိန်ကြီးတယ်လို့ဆိုနိုင်တယ်ကမ္ဘာရှင်အခမ်းအနားကြီးတွေနဲ့ချိတ်ဆက်ပြီးနီယွန်ဟာတကယ်အလို့ဖြစ်တဲ့တန်ဖိုးရှိတယ်ဆိုတာကိုတက်သေးပြဖို့စ조사နေတဲ့သဘောမျိုးဟုတ်ပါပြီဒီလိုဦးစားပေးပြောင်းလဲမှုတွေ view ဟာပြောင်းလဲမှုတွေကိုကြည့်ရင်းနဲ့ကျွန်တော်တို့ channel ကို like နဲ့ subscribe လုပ်ဖို့ဒုတိယအကြိမ်ထပ်ပြီးတတိပေးပါစေဒီနေရာမှာအမြင်နှစ်ခုကတော်တော်လေးကိုထိတ်တိုက်တွေ့နေပြီဟုတ်တယ် တဖက်ကဒေးဗစ်လို့နာမည်တက်ကြည်အောင်လက်တွေ့ကြကြတုံးတက်တူတယ်သူတို့ကဘယ်လိုမြင်လဲသူတို့ကတော့ဒါဟာကေရှေးရေးမစ်ရှင်ပဲ PIF အတွငွေကုန်ကြေးကြအလွန်များတဲ့မတိချာမရေရတဲ့စီမံကိန်းကြီးဖြစ်နေပြီ Vision 2030ရဲ့ယုံကြည်ကိုးစားမှုကတော့ပြပြားစီတယ်လို့ဆိုတယ်ဟုတ်တယ်ခုနပြောတဲ့လူအခွင့်ရေးပြဿနာတွေ FTM ဝန်တာတွေကိုလည်းသူတို့ကထောက်ပြမှာပဲ1.5 trillion တန်စိတ်ကူးရင်အိမ်မဆိုးလို့တော့ခေါ်နေကြတာရှိတယ် 음နောက်တစ်ဖက်ကအမီလီယာလူခေါ်ကြည့်အောင်အခွင့်လန်းရှာကဘာရှူထောင်တမာဒီသူတို့ကတော့ဒါဟာရှုံနေမှုမဟုတ်သေးဘူးသူတို့ဘလို့ခြေပလဲဒါဟာလက်တွေ့ကြတဲ့အစင်းလိုက်အကောင့်ထဲပုံမှုပဲစိတ်ကူးရင်စံတဲ့ခဏလျှော့ပြီးတကယ်ဖြစ်နိုင်တာကိုအရင်လုပ်တာထရဂျီနာရိုကဘာဖလာရိုလိုစီမံကိန်းတွေကအောင်မြင်မှုတွေယူလာနိုင်နေဟွန်းရေရှင်မှာနိုင်ငံအတွက်အကျိုးရှိမယ် ်ဆော်ဒီရဲ့ပုံရိပ်ကိုမြင့်တင်ပေးနိုင်မယ်။ဒါဟာနှစ်ထရာကြာမဲ့နိုင်ငံတည်ဆော်ရွေးစီမံကိန်းကြီး2025မှာတင်အဆုံးအဖြတ်ပေးလို့မရသေးဘူးလို့သူတို့ကပြန်ပြောတယ်။ PIF ကလည်းအလားအလာအကောင်းဆုံးစီမံကိန်းခွဲတွေကိုရွေးပြီးရမွန်ကွယ်ပြေးပါတောက်ပန်နေတော့ပဲဆိုတာကိုထောက်ပြတယ်။တော်တော်လေးကိုအမြင်နှစ်ခုကဆန့်ကျင်ဘက်ပဲနော်။တစ်ဖက်ကအိမ်မဆိုးတစ်ဖက်ကနှစ်တရာစီမံကိန်းဆိုတော့နီယောမ်ဟာအခုချိန်မှာတကယ်ကိုလမ်းဆောင်လမ်းကွာကိုရောက်နေပြီ။တေချာပါဗျ။ မူလမဟာအိမ်မကြီးကနေလက်တွေ့ကြကြရှင်သန်ရေးလမ်းကြောင်းပေါ်ကိုမဖြစ်မနေပြောင်းလျောင်နေရတဲ့အခြေအနေအနာဂတ်မှာထရိုဂျနာလိုကဘာဖလားလိုစီမံကိန်းတွေတကယ်အောင်မြင်တော့ဟိနီယောမ်ဟာပုံစံတစ်နဲ့ဆက်လက်ရှင်သန်နေမလားရှိနိုင်ပါတယ်ဒါမှမဟုတ်ရင်နစတရာစုရဲ့အကြီးမားဆုံးသောအဖြူရောင်စင်ကြီး white elephant စီမံကိန်းတစ်ခုအဖြစ်ဒါမှမဟုတ်ကမ္ဘာဈေးအကြီးဆုံးတရေမျိုးတော်အဖြစ်မှတ်တမ်းဝင်သွားမလားတန်းကလည်းစဉ်းစားကြရပဲဟုတ်တယ် နဖောင်းနစင်ငါနဲ့ဂုံပိုင်းမှာတလိုင်းရဲ့အပိုင်းလေးတကယ်ဆက်ဆော့ဖြစ်ပါမလားနဖောင်းနစစ်ကိုအာရှဆောင်းရည်ဒီအာကစားပွဲတော်ကိုအမိဖြစ်ပါမလားဒါရီအလုံးကလည်းဆက်လက်ဆောင်ကြည့်ရမယ်မိခုနဲ့ကြည်ပါပဲတော်တော်စိတ်ဝင်စားစရာကောင်းတဲ့ချိန်နေပါ Okay နားထောင်သူတွေအတွက်နောက်ဆုံးစဉ်းစားစရာတစ်ခုခြံခဲ့ကျင်တာကတော့ဒီလိုအတိုင်းစားမဲ့ကြီးမားတဲ့ရီမန်းချက်ကြီးတဲ့စီမံကိန်းတွေမှာဘလို့နိုင်ငံရေးစီးပွားရေးနဲ့လူမှုရေးဆိုင်ရာ အရင်းခံအားပြိုင်မှုတွေက နောက်ွယ်မှာအမြဲတမ်းလှုံရှားနေတတ်တယ်လဲဆိုတာပါပဲဟုတ်ပါရဲ့အမြဲတမ်းရှုပ်ထွေးတဲ့အကြောင်းအရာတွေပါဝင်နေတတ်တာမျိုးဒီအကြောင်းတွေကိုဆက်လက်စူးစမ်းကြည့်ဖို့ကြံပြုရင်းနဲ့ပဲဒီနေ့ဆွေးနွေးမှုကိုဒီမှာပဲဆုံးတက်လိုက်ပါစေ Meridian ကို like and subscribe လုပ်ထားဖို့နောက်ဆက်မကျင်းအနေနဲ့တိုက်တွန်းလိုက်ပါရစေအားလုံးကိုကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်